ကိုပေးရမယ်အကျွေးကိုအမြပဲတိုက်ပေးတော့မှလို့မှန်ခိုပဲကူးပေးရမယ်လို့အော်မပေးပါနဲ့ငါမရဲ့ငါအတွက်နဲ့ဆိုရင်ညီထောင်နဲ့ပြန်မဝင်ပါနဲ့အဲ့လိုဆိုရင်နဲ့ညီကမယူတော့လားမယူတော့ဘူးလို့ညီအဲ့လိုဆိုရေသက်ချပေးတဲ့ဆိုလို့တောက်ရိုးအိုးကရေထထပ်ပြီးတော့ရေခွက်နဲ့ရေသက်ချပေးရတာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခွန်မိုးရီပါဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အမဖြစ်သူကိုဒါရှန်ဝိုင်းဝယ်ဖို့ဆိုပြီးတော့ TNT မှာရှိတဲ့ရွှေရင်ချက်သားကိုရောင်းပြီးတော့ဒါပတ်စံရှိပေးလိုက်တယ်ပေါ့နော် ဒီပတ်စံအကြွေးကိုဒါပြန်မဆက်တဲ့အကြောင်းကို DND ကပြောပြထားတဲ့ video file ပဲဖြစ်ပါတယ်ဗျ။ကျွန်တော်နဲ့ဒူ video file လေးကိုအဆုံးထိလိုက်ပါကြည့်ကြည့်ဖို့အားလုံးကိုကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဗျ။ကိုเจ้าကိုပြောရမှာပါ။ကောအမတွေကိုချစ်တာကိုအမတွေကိုကိုကချစ်တာနော်။ဘာနဲ့နဲ့လှုပ်ပေးတာငါမတွေကငါ့ကိုဒီလိုမလှုပ်ဘူး။ငါမတွေကမလေးဒီလိုမဟုတ်ဘူး။လှုပ်ပေးတာနော်။ယောက်ျားပက်လက်ကြီးယောက်ျားနေမကောင်းဘူး။ဆွဲကြိုးနော်။လက်ကောက်အော်တိုမက်တစ် ပေးလိုက်တာနော်ယူသွားပေးခဲ့တာမန္တလေးအိမ်ဝင်းဝယ်မှာမလို့တဲ့ဝယ်ဝယ်ပါလို့ကဲသူအိမ်ဝင်းဝယ်မှာမဟုတ်ဆိုပေးလိုက်တာနော်ပေးလိုက်တော့နောက်ပိုင်းကျတော့တခါထောင်ကြသွားရောထောင်ကထွက်လာတော့ကို့ပေးရမယ့်အကျွေးကိုနော် ဓမြပဲတိုက်ပေးတော့မှလို့မှောင်ခိုပဲကူးပေးရမလို့အော်မပေးပါနဲ့ငါမရဲ့ငါအတွက်နဲ့ဆိုရင်ညီထောင်နဲ့ပြန်မဝင်ပါနဲ့ငါပေးဖို့ပတ်စံနဲ့တော့ညီဒီလောက်ကြီးပြောစရာလည်းမလိုလှုပ်စရာလည်းမလိုပါဘူးနဲ့ကိုကပြောတော့ပြောတော့ကြာအဲ့လိုဆိုရင်နဲ့ညီကမယူတော့လားမယူတော့ဘူးလို့ညီမယူဘူးပြောရင်စိတ်ချမ်းသာတယ်မလားအဲညီစိတ်ချမ်းသာငါမယူတော့ဘူးလို့တော်ပြီလို့ကဲငါအတွက်နဲ့တော့ညီစိတ်ဆင်းရဲမနေနဲ့လို့ပြောအဲ့လိုဆိုရေသက်ချပေးတဲ့ဆိုလို့တောက်ရင်အိုးကရေထခတ်ပြီးတော့ရေခွက်နဲ့ရေသက်ချပေးရတာနော် ရွှေနှစ်ချက်မတင်သားအမအမပေးခဲ့တယ်နော်ဘာမှပြောဘူးအခေါ်ပြောမပြတ်ဘူးမောင်ညီမချင်းဘလို့အခေါ်ပြောမပြတ်အောင်ထားခဲ့တာနော်နောက်တစ်ခါပြန်ဖြစ်တော့နှလုံးနဲ့ထိုးကြတာနှလုံးနဲ့ထိုးကြတော့အကျွေးတွေတင်းတော့ငွေတို့ချာပေးချာပေးတော့ကိုချွေးမကပတ်စံရှိဆိုတော့ကိုချွေးမကြီးကနေချီးပေးတာချီးလိုက်ချီးလိုက်ဆိုလို့ချီးပေးတာ ်ချိပေးတော့ဩကဲချိပေးလိုက်တော့အတို့ तू မှန်နဲ့လားမှန်ပါတယ်မမှန်နဲ့လားမမှန်ဘူးမပြောဘူးစိုက်ပေးတယ်နောက်ပိုင်းကျတော့ तू ကမမှန်မှန်မမှန်တော့ကျတော့အဆင်မပြေတော့ဘူးသူတို့လည်းနင်မိုးနေဆိုပြီးတော့ငါ့အိမ်ဝင်တာပိုင်းယူလိုက်လို့ဆိုပြီးတော့အိမ်ဝင်ပိုင်းပေးလိုက်တာချွေးမကိုအမားရဲ့ကျွေးကိုပိုတဲ့ပစံလဲငါချွေးမတို့နည်းနည်းချင်းပေးဆိုကံကောင်းတော့တော့အကျွေးမချမ်းဘူးချွေးမအကုန်ပေးတယ်ကိုကိုနော်အဲ့လိုအမားရဲ့ကျွေးကိုကိုဆက်ခဲ့တာနော် အကိုတယောက်ကအကိုတယောက်မောင်သေးတော်ကပြောဘူးတဲ့မိချို့နေဒုက္ခရောက်မယ်တဲ့မရောက်ဘူးလို့မောင်နှမချင်းကိုလို့နင်ဒီလိုမပြောနဲ့လို့သူ့ကိုသေးကမ်းပြတ်တဲ့ပြောတာနော်အခုကြတော့ तू ကအမလေးဒါတွေလည်းမပေးချင်တော့ဘူးမပေးချင်နေဒီတစ်ခါတော့မပေးချင်နေမတောင်းဘူးသူတို့ကို ရေသက်ချပြီးရတော့မပေးနိုင်ဘူးလို့ဒီတစ်ခါတော့ဖုံးခေါ်တော့လဲဖုံးမကင်လို့ပါတစ်တော်ကနေပြောတာဒီတစ်တော်ကို तू ကြည့်ရင်မြင်ပါစေဒီတစ်ခါတော့ तू နဲ့ကိုနဲ့သေးကမ်းပြတ်ပြီ တေကန်းပြက်ပြီးဒီတခါတော့ဒီတခါဖို့ရတော့ဘလို့နီးနဲ့မှပြန်မပတ်သက်တော့ဘူးတခါတုန်းကတော့ကိုကြောင်မလို့နှစ်ခါဆိုတော့ကိုအားလို့အဲ့တော့ဒီတခါဖို့ရတော့တေကန်းပြက်ပြီးလို့နော်သူလည်းမလာပါနဲ့လာခန့်ရင်လဲကျွန်ုပ်အိမ်မိချို့အိမ်မုံလာကိုမဝင်ပါနဲ့လို့တောင်းမှန်တာပါညီကိုပဲဖြစ်ဖြစ်မောင်နှမတွေပဲဖြစ်ဖြစ်ဘလို့ပဲအမျိုးတော်တော်ပြန်တော့ကိုယူထားတဲ့အချွေးယူတော့ကိုပြန်ဆက်တည်နေပြန်နော် ိုကလည်းသူ့ကိုတရားရှိဖုန်းလည်းမခေါ်ပါဘူးလို့နော်သူဖုန်းနံပါတ်ကစာဖြတ်ပြစ်လိုက်ပါမယ်လို့သူလည်းကိုဖုန်းနံပါတ်ကိုဖြတ်ပြစ်လိုက်ပါမခေါ်ပါနဲ့နော်ကိုကလည်းမခေါ်တော့ဘူးသူဖုန်းနံပါတ်ကိုကိုလည်းဖြတ်ပြစ်ပါမယ်လို့နော်သူလည်းကိုဖုန်းနံပါတ်ကိုဖြတ်ပြစ်လိုက်ပါမခေါ်တော့ပါဘူးနော်အကြောင်းအရာကိစ္စရှိလို့ရှိရင်တမီးကြီးနဲ့လွှဲထားတယ်တမီးကြီးနဲ့ပဲလှုပ်လိုက်ပါနော်သူနဲ့ကိုနဲ့ရဲ့ဇလန်းကပြက်ပြီ ဒီတခါတော့တကယ်ပြတ်တာပါဒေါ်ချိုကနာတယ်ဒီကတော့တော်တော်နာတာနာတာမှအတိုးပေးရလို့တဲ့သူများပစံအတိုးယူမှတော့အတိုးပေးရမှာပဲအလကားချီးတာလို့ပြောချီးတာမဟုတ်ဘူးဆယ်လကြာလဲပေးရမှာပဲလ20ကြာလဲပေးရမှာပဲသူလဲအတိုးလိုချင်လို့ လောက်ထားတာနှလုံးကျွေးမှုအတိုးမပေးခြင်းနှလုံးတိုင်ကိုမပေးဘဲနဲ့နေလို့ရတယ်ထွက်ပြေးလို့ရတယ်ဒေါ်ချိုတို့ကနာမည်တစ်လုံးနဲ့နေတာထွက်လည်းမပြေးနိုင်ဘူးသူများပတ်စံချီးပြီးမပေးဘူးဆိုတာလေဒေါ်ချိုတို့ဘဝမှာမရှိဘူးနာမည်တစ်လုံးနဲ့နေတာချမ်းမြဝတီခွန်လန်းမှာဒေါ်ချိုနေတာနော်တို့ချွာနာမည်ပြတ်မရှိဘူးသူများပတ်စံကိုနော်အဲ့ဒီအတွက်ဘသူမပေးပေပေ စ်ပြီးဒေါ်ချိုကဆက်တယ်ဘသူပချံနေတာသမီးပစံလဲတချမ်းမရှိလို့ယူငါပစ္စည်းတန်ရတန်ကျဲတထောင်တန်ရင်900နဲ့ဆိုပြီးတော့တာသမီးလဲဘေးတာတာသမီးအညွန့်လဲမခူးဘူးကို့အမတွေဆိုတာလဲမပြောနဲ့အညွန့်နှိမ်ဖို့နေနေတာတာနော်သူများပစံအတိုးနဲ့ယူရင်အတိုးပေးရမှာပဲအတိုးပေးရလို့17လကြာလို့15လကြာလို့ကျင်နဲ့ပီလာလို့လည်းမမင်းနဲ့သူများပစံ17လကြာကြာအလှ20ကြာကြာငွေတိုးယူရင်ငွေတိုးပေးရမှာ အလကားချင်းရင်မပေးရပါဘူးနော်နော်အလကားဆိုရင်မပေးရပါဘူးလူဆိုတာဂတိတလုံးတီမှငွေဒိုးနဲ့တောင်ချီးကြည့်လိုက်ငါးချက်တိုးကိုငါးချက်တိုးစီးကြည့်လိုက်ဆယ်သိန်းပြည့်အောင်ရခဲ့တယ်ဆိုနာမပြည့်ချည်တဲ့သူကသိန်းငွေတောင်မရဘူးနော်နံပါတ်ပြချိတဲ့သူကသိန်းငွေတောင်ဘယ်မှချိမရဘူးမြေချိုတော့ကနံပါတ်ပြမချူသိန်း100ချိမလား200ချိမလား1000ချိမလား နာမပြတ်မရှိဘူးသူများပြန်သာချီးပြင်းစားမှာပဲနှလုံးကျွေးနေနေဘာကျွေးနေကိုနာမည်တလုံးကိုတံပိုးထားတယ်နှလုံးလေကိုကလိုချင်လို့ထိုးတာနော်ပေးရမှာသူများကိုမပေးနိုင်ရင်ထွက်ပြေးကြတယ်ထွက်ပြေးတော့သားသမီးတကွဲလင်ကွဲမယားကွဲနဲ့မြို့ချို့တော့အဲ့လိုပုံမှာမျိုးလဲမနေနိုင်ဘူးသားသမီးတကွဲလည်းမနေနိုင်ဘူးညီကွဲလည်းမနေနိုင်ဘူးနာမည်တလုံးလည်းအပြတ်မခံနိုင်ဘူး အဲ့ဒီတော့ဘသူမဆက်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 ကိုဆက်တယ်ငွေဒိုးပေးရတာ၁၈လကိုကျေနပ်ပြီလားလို့လည်းမမင်းနဲ့သူများကိုပေးရတာ၁၈လပေးပေးလ၂၀ပေးပေးငွေဒိုးယူတော့ငွေဒိုးဆိုတာပေးရမှာပဲနော်ပေကန်းပြတ်ပါပြီနော်ပေကန်းပြတ်ပါပြီဘဲအကြာဘဲအရာနဲ့မှမပတ်သက်တော့ဘူးနော်သူနဲ့ကိုနဲ့ကနော်ပေးခြင်းနဲ့ဆန္နာရှိရင်ပေးယူမှာ မယူဘူးလို့ဒီတခါလုံးဝမပြောဘူးနော်။ဒါကြောင့်ဒီလိုတွေပြောလို့ဒေါ်ချိုကပေးစရာရှိတာတွေမယူတော့ဘူးလို့ထင်ပါစို့လို့ယူမှာနော်ဒီတခါဘာလို့တော့ဦးဆိုတော့မကျေနပ်လို့နော်စန္ဒရှိရင်ပေးငါးချက်ပေးရင်ငါးချက်ယူမှာ၁၀ပေးရင်၁၀ယူမှာနော်အိမ်ဝင်းရောင်းပြီးတော့ပေးထားတာနော်ဟွန်း တဆယ်ပေးရင်တဆယ်ယူမှာငါချက်ပေးရင်ငါချက်ယူမှာဒီခါတော့ဒါပေမဲ့ငါလာမပေးနဲ့ငါလက်ထဲလာမနဲ့ပါပါအောင်ဆိုတာတမိကြီးပါသူစီကိုရှင်းနော်ပေးခြင်းနဲ့ဆန္ဒရှိရင်ပေးပေါ့ စံနာမရှိရင်မပေးနဲ့နော်ဒီလိုတွေရံဖြစ်ပြီးရင်မပေးရတော့ဘူးဒီလိုတွေပြောရင်အကျွေးမဆက်ရတော့ဘူးသူတို့ကလုံပြတာမဆက်ချင်မဆက်ပါနဲ့တော့ချို့တို့ကတော့ပြုံးပြုံးလေးပဲနေမှာတော့ချို့တို့မယ်ကဘဝကြီးကမပြတ်သေးဘူးနေစရာအိမ်ရှိသေးတယ်စီးစရာဆိုင်ကယ်ရှိသေးတယ်ထမင်းရံတဲ့ကိုမကိုတောင်ထမင်းခူးမစားရဘူးတော့ချို့ဘဝထမင်းကိုမကိုချက်မစားရဘူးအဝိကိုမကိုရှော်မဝေးရဘူးနော် အဲ့ရခင်မအဲ့ရဘူးဒေါ်ချိုတို့ကနော်အဲ့ရမသိမ်းရဘူးရချုပ်ပြီးအဝတ်ထားခဲ့ရတာနော်ကိုလှုပ်ချင်လှုပ်တပြက်စီလဲချင်လဲမလဲချင်ဖလဲနဲ့ခမင်းချက်ချင်ချက်မချက်ချင်နေဘာမှမလုပ်ရဘူးဒေါ်ချိုတို့ဘဝကနော်လုတ်ချင်လုတ်လို့ရတယ်မလုတ်ချင်မလုတ်ဖဲနဲ့နေလို့ရတယ်ဒေါ်ချုံမွေးထားတဲ့သားသမီး၃ယောက်ကတိလာဘယ်လိုအမျိုးစားလဲဆိုတာတယောက်ကလုံးမေးကြည့်လိုက်အိုး သိတယ်မအေးလက်နဲ့ရရင်ဘယ်တော့မှချီနဲ့ပြက်တဲ့သားသမီးတွေလဲတယောက်မှမပါဘူးနော်သိထားဖို့ပြောပြတာနော်ဒီတခါတော့မပတ်သက်တော့နဲ့ဘာအကြောင်းနဲ့မှမပြောနဲ့တော့မုံငါကိုလာရင်လဲဒေါချိုအိမ်ကိုမဝင်ပါနဲ့မုံငါကိုလာရင်လဲမဝင်ပါနဲ့နော်သေးသေးချာချာကိုပြောတာ ပြဿနာလဲလာမရှာပါနဲ့ကြောက်လို့ပါ ။ तू လာရဲဆိုရင်ကျမဒီအရင်ကနေထွက်သွားရမှာပါ။ तू နဲ့လည်းမျက်နှာချင်းမဆိုင်တော့ပါဘူး။မျက်နှာချင်းကိုမဆိုင်တော့ဘူးလို့ကိုစုံဖြတ်ပြီးပြီ။နော်။ပေးချင်ရင်တော့ယူမနော်။မတင်နဲ့ဘူး။ဒီတခါတော့မဆက်နဲ့လို့ရေခွက်နဲ့လည်းရေစက်ချမပေးနိုင်လို့အဲ့ဒါလေးတော့တောင်းမှန်တာပေးရင်တော့ယူအောင်မှာနော်ယူအောင်မှာပေးရင်ကတော့ နော်ဒီတစ်ခါပေးရင်တော့ယူပြမှာဖះလူတော့ကလည်းညီပစံပါတယ်ဟိုဟာလူလည်းညီတို့ပစံပါတယ်မလို့မပါဘူးမကျင်နဲ့လို့ဒီတစ်ခါတော့မကျင်နဲ့လို့ပါဒီတစ်ခါတော့ဆက်ရင်ယူမယ်မဆက်ရင်မယူတော့ဘူးပေးရင်ယူမယ်မပေးရင်မယူတော့ဘူးဒေါ်ချိုတို့ဘွားကအေးစေးပါမပတ်သက်တော့ဘူးအထောက်ကြီးကိုလွတ်ချလိုက်ပါပြီလို့ပြောတာဒီလူလေးကတော့ဒီလောက်ပါပဲဗျကြီးနေတဲ့သူတွေထဲမှာအခုလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ဘူးလားဗျကျွန်တော်ရဲ့ကိုမန်အောင်မှာဝင်ရောက်မှတ်သွားနိုင်ပါတယ်ဗျအဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးပါဗျနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ဒီပြန်လည်ဆုံတွေ့ကြမယ်ဗျ